တယောက်ကိုမုံတဲ့ဟာကို I hate you ပြင်နောက်ထပ်ပြောလို့ရတဲ့အတုံး၅ခုကိုရှက်ပြီနော်တခါလေးရအောင်လေ့လာသွားမယ်နော်ပထမဆုံးက I can't stand you ဒီမခံနိုင်ဘူးဆိုတဲ့ပုံပြောနေတာနော်တယောက်ကအရန်စိတ်ကတိကောက်ဖြစ်နေတဲ့ခါတွေမှာဆိုရှင်ပြောလို့ရတယ် I can't stand you I can't stand the way you talk to me မင်းငါ့ကိုပြောရပုံနော်နားထောင်လို့ကဆံပြေဘူး Okay ဒါပြန်ပြောလို့ရနော် I despise you ငါမင်းကိုအရန်မကြိုက်ဘူးဆိုတဲ့ပုံပြောနေတာ despise ခါကြ Okay dislike ကိုပြောကြနော် I despise you Okay I loathe you ဒါအယံမုန်းနေဟောပြောနေတာ okay I loathe you I don't want to talk to you okay I wish I never met you နာမည်မတွေ့ခင်ကောင်းပါပဲ okay မင်းကိုတွေ့မှာငါဘွားရေကုန်ကြောင်းရည်လမ်းကုန်တယ် I wish I never met you နာမည်မတွေ့ခင်ကောင်းပါပဲဒါမျိုးလည်းပြောလို့ရနော်နောက်တစ်ခုက I want nothing to do with you anymore နာမည်နဲ့မပတ်သက်ချင်တော့ဘူးနာမည်နဲ့ဆက်ပြီးမပတ်သက်ချင်တော့ဘူး okay I want nothing to do with you anymore စသဖြင့်အသုံးပြုရအောင်အဲ့ထက်ကဘယ်တစ်ခုကြိုက်ဆုံးလဲကိုမမရေးသွားမယ်နော်အကျိုးရှိရဆိုလို့ရှင်တော့နောက်ထပ် video တွေအတွက်ဒီအကောင့်လေး follow လုပ်ထားဖို့မေးတော့နော်ဘိုင်ဘိုင် see you in the next video